တယ်ပြိုင်ဘူး3000 PM အပြင် OBG တို့ Open ကုန်လို့ site Organ Star တွေပါပြန်လဲပါဝင်မဲ့ NLD Season 3ရဲ့ Switch Strike ကိုတော့ November 18ရက်နေ့ကနေပြီး November 24ရက်နေ့ထိကျင်းပမှာပဲဖြစ်ပါတယ်ဗျ။အရင်ကကျွန်တော်ဓာတ်ရိုက်ပိုက်ရရှိတဲ့အသင်း7အသင်းထဲမှာမသိစီပါဝင်ခဲ့ရင်ပဲမသိစီကတော့အကြောင်းမျိုးအကြောင်းမလို့ NLD Season 3မှာတော့ဝင်ရောက်ရှင်းပြိုင်တော့မှာတော့မဟုတ်တော့ပါဘူး။အားကြောင့်မလို့ဓာတ်ရိုက်ပိုက်ရရှိတဲ့အသင်း6အသင်းနဲ့ Qualifier ရနေပြီးတော့တက်လာတဲ့အသင်း9အသင်းနဲ့ Total 16အသင်းနဲ့ကျွန်တော်တို့ရှင်းပြိုင်ဆော့မှာပဲဖြစ်ပါတယ်ဗျ။ Switch Strike ကိုအဲ့ Total 16အသင်းအားမှာ10အသင်းသာလဲကျွန်တော် Playoff တက် ရမှာဖြစ်ပြီးတော့အဲ့ play off တက်တဲ့ပွဲတွေမှာသာလေကျွန်တော် offline ပွဲကျင်းမှာပဲဖြစ်ပါရဲ့ဗျာကဲကျွန်တော်တို့ AP ရဲ့ open ကို OPG ပေါင်းထားရကျွန်တော် Augusta A တို့ကျွန်တော် D တို့ Kiss တို့ကျွန်တော် Can တို့ Justin တို့ပါတဲ့အသင်းကကျွန်တော် Augusta အသင်းကလည်း play off တက်မှာသာလေကျွန်တော်တို့ဒီ ဒီ player တွေကိုကျွန်တော်စင်မြက်ထပ်မှာပြန်ပြီးတော့မြင်ရမှာပဲဖြစ်ပါတယ်။ကဲ Anlody Season 3မှာတော့ကျွန်တော် Okanza တွေရာပဲ player ကိုတက်ပြီးတော့လူငယ်လက်သစ် player တွေကိုများရိုက်ချမလား။ဒါမှမဟုတ်လူငယ်လက်သစ် player တွေဖြစ်တဲ့ကျွန်တော် Falcon eSport တို့ AI eSport တို့ YG တို့ရာပဲ Okanza တွေပြီးတော့ပြန်လဲပြီးတော့အဲကျွန်တော်တို့ဒီပြန်ရိုက်မလားဆိုတော့အဲကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျ။အဲကဲညို Swiss State ကတော့ကျွန်တော် Norway မှာလား16ရက်နေ့ကနေပြီးတော့24ရက်နေ့ထိပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ eSport tournament အကြောင်းလေးပြန်လဲတက်ဆက်ပေးနေရဝေးပဲဖြစ်ပါတယ်ဗျ။